မင်္ဂလာပါရှင်ခူမီလန်နျူးစ်ကနေကြိုဆိုပါရစေဒီကနေ့မှာတော့အေအေဖန်းစီထားတဲ့ပလောက်ဝကခူမီချင်းမျိုးသားတယောက်တပတ်ကျော်ကြာတဲ့ထင်မိသားစုတွေနဲ့တွေ့ခွင့်မရတဲ့အတွက်မိသားစုတွေစိုးရိမ်နေတဲ့တဲ့နဲ့အတူချင်းမိနယ်အပါအဝင်မြန်မာနိုင်ငံတော်မှာစစ်တပ်ရဲ့အကြမ်းဖက်မှုနဲ့မျိုးသမီးအယောက်80တိဆုံးခဲ့တယ်ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးသတင်းပုဒ်အနေနဲ့ချင်းမိနယ်ပလောက်ဝမြို့နယ်အိုရင်ဝကျေးရွာကခူမီချင်းမျိုးသားတယောက်ကိုအာရခတတော်အေအေကဖမ်းဆီးထားပြီးတော့ မိသားစုဝင်တွေနဲ့တွေ့ခွင့်မရတဲ့အတွက်မိသားစုကအသက်အန္တရာယ်စိုးရိမ်နေကြတယ်လို့မိသားစုနဲ့နှိစက်သူတွေကပြောပါတယ်။ဖန်စီခံရသူဟာအိုယံဝကြေးရွာကအသက်48နှစ်ရွယ်ဦးထွန်းတလီဖြစ်ပြီးတော့ပြီးခဲ့တဲ့အောက်တိုဘာ26ရက်နေ့ကဒုံလဝကြေးရွာကထိန်ပွဲသွားရင်အေအေကဖန်စီသွားတာပါ။ဦးထွန်းတလီဟာတာမန်ရဲ့သားတယောက်ဖြစ်ပြီးတော့ဘာလို့ဖမ်းခံရတာလဲမိသားစုဝင်တွေလည်းမသိဘူးလို့ဆိုပါတယ်။ဦးထွန်းတလီဆက်လက်ရောက်မဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒလတ်မေရွာအေးအေးနေမြေမှုယုံကသူ့ရောက်မဲ့ဆက်လေကိုဓာတ်ပုံရိုက်ဖို့ခေါ်သွားရင်အခုလိုဖမ်းဆီးချုံနောင်ခံရတာလို့မိသားစုနဲ့နှိဆက်သူတယောက်ကပြောပါတယ်။ဖမ်းဆီးခံရတဲ့ဦးထွန်းတလီကိုမိသားစုဝင်တွေတွဲခွင့်ရဖို့အတွက်ဒလတ်မေရွာကအေးအေးနေမြေမှုစီမှာအကြိမ်ကြိမ်တောင်းဆိုပေမဲ့လည်းတွဲခွင့်မပေးသလိုဖမ်းဆီးခံရတဲ့အကြောင်းကိုလည်းအေးအေးဘက်ကပြောဆိုထားခြင်းမရှိသေးပါဘူး။အဖမ်းခံရကလေးကတွဲဖို့ချက်ချင်းလိုက်လာပေမဲ့တွဲခွင့်မပေးတဲ့အပြင်၆ကြိမ်လောက်တွဲခွင့်ရဖို့တောင်းဆိုခဲ့ပေမဲ့လည်းတစ်ခါမှတွဲခွင့်မရခဲ့ဘူးလို့မိသားစုနဲ့နှိဆက်သူတယောက်ကပြောပါတယ်။ ဦးထွန်းတလီဟာအေးအေးရဲ့ဖမ်းဆီးခံရပြီးတဲ့နောက်မှာမိသားစုနဲ့တကြိမ်မှတွေ့ခွင့်မရတဲ့အတွက်မိသားစုတွေကသူ့ရဲ့အသက်အန္တရာယ်ကိုစိုးရိမ်နေတဲ့အပြင်အ мян ဆုံးလွှတ်ပေးဖို့လည်းတောင်းဆိုထားပါတယ်။ဆက်လက်ပြီးဒုတိယသတင်းပုတ်အနေနဲ့ချင်းမီနယ်ပါဝင်မြန်မာနိုင်ငံတော်ဝမ်းမှာစစ်တပ်ရဲ့အကြမ်းဖက်မှုနဲ့မျိုးသမီးအယောက်80သေဆုံးခဲ့ပြီးတော့အယောက်80ဒဏ်ရာရခဲ့တယ်လို့မြန်မာအမျိုးသမီးသမဂ္ဂအဖွဲ့ BWU ကဒီနေ့နိုဝင်ဘာ9ရက်နေ့မှာထုတ်ပြန်ပါတယ်။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာ လက်နက်ကြီးနဲ့ပစ်ခတ်တာမတရားတပ်ဖြတ်တာမြေမြုံမိုင်းအပြင်ပြိပခတ်နဲ့ဆက်နွယ်နေတဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့အမျိုးသမီးတွေထိခိုက်ဒေဆုံးခဲ့ရတာပါဒေဆုံးသူအမျိုးသမီးအယောက်80မှာအသက်16နှစ်ရောက်ကလေး14ယောက်ပါဝင်တယ်လို့ BWU ရဲ့ဖော်ပြချက်အရသိရပါတယ်လေချောင်းပုံးကျဲတိုက်ခိုက်မှုနဲ့အမျိုးသမီး56ယောက်ဒေဆုံးခဲ့ပြီးတော့လက်နက်ကြီးပစ်ခတ်မှုနဲ့၈ယောက်မတရားတပ်ဖြတ်ခံရမှုနဲ့9ယောက်အပအဝင်မြေမြုံမိုင်းထိလို့တယောက်ဒေဆုံးတယ်လို့ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်ရှမ်းပြည်နယ်မှာဒေဆုံးသူ23ယောက်နဲ့အများဆုံးဖြစ်ပြီးတော့ မန္တလေးတိုင်းမှာ73ရောက်ရှိပြီးဒုတိယအများဆုံးဖြစ်ပါတယ်။အဲ့ဒီပြင်ပဲခူးတိုင်းမှာ9ရောက်၊ AR တိုင်းမှာ4ရောက်၊ချင်းပြည်နယ်မှာ3ရောက်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာ3ရောက်၊မကွေးတိုင်းမှာ3ရောက်၊ရခိုင်ပြည်နယ်မှာ2ရောက်နဲ့တနင်္သာရီတိုင်းတို့မှာ1ရောက်လည်းတိတ်ဆုံးခဲ့ပါသေးတယ်။စစ်ကော်မရှင်ဟာစစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်တွေပေါ်အမျိုးမျိုးသောရာဇဝတ်မှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေကိုနှီးမျိုးစုံနဲ့ကျူးလွန်နေတယ်လို့ BW ကပြောဆိုထားပါသေးတယ်။